အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ18ရက်ဗိုလ်လူနေနေခင်းစီးရဲတဲ့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုတောင်ခမ်းကိုပြန်ကြည့်ကြမယ်ဆိုရင်စစ်ကောင်စီစစ်ကြောင်းတွေဟာကံကြီးကိုကျော်လာပြီလို့သတ်မှတ်ရတော့မလို့ဖြစ်နေပါတယ်လက်ရှိထိတွေ့မှုပြင်းထန်နေတဲ့နောင်သွန်းညံတော့နဲ့ပိန်နာပုံးရွာတွေဟာကံကြီးရဲ့မြောက်ဖက်မှာတည်ရှိနေတာဖြစ်ပါတယ်အဆိုပါစစ်ကြောင်းသာတိမ်မီလယ်ကစစ်ကြောင်းနဲ့ ပူပေါင်းမိပြီဆိုပါကနောင်ချုံမျိုးထိုးစစ်ဟာအသက်ဝင်လာနိုင်ွယ်ရှိပါတယ်။ပြည်ုံးလင်းမျိုးနဲ့အုံမတိနဲ့ရေမောင်းတန်းဘက်ကနေကလည်းစစ်ကောင်စီစစ်ကြောင်းတိုးဝင်လာနေသေးဖြစ်ပါတယ်။အုံမတိလမ်းခွဲကိုကြော်ဖြတ်နိုင်သားပြီလို့ဆိုရမလို့ဖြစ်နေပါတယ်။အုံမတိဟာပြည်ုံးလင်းဘက်ချမ်းမှာတည်ရှိပြီးရေမောင်းတန်းကတော့နောင်ချုံဘက်ချမ်းမှာတည်ရှိနေတာဖြစ်ပါတယ်။ ရှိကောင်စီအား PNL ရဲ့တောင်းဆိုချက်ကိုလက်မခံဘဲစီးရီးယားပြန်ပြီးရယူနိုင်မှုအပြည့်ရကာလကိုအသုံးချတာဒရဇတိုက်စစ်ဆင်လာတဲ့အနေအထားကိုတွေ့မြင်ရပါတယ်။မန်လီတာတပိတ်ချင်းခြေဆိုင်အမှတ်73စံမတော်တမ်းပြင်းလေ့ကျင့်ကြောင်းကိုရှမန်နေ့ညနေပိုင်းမှာနေချောင်းကနေရိတ်ခါခဲရန် drop လာချပြီးသွားတာရှိခဲ့တာကိုတွေ့ရပါတယ်။အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကမ်မလူကလည်းစစ်ကြောင်းထွက်လာမဲ့နေ့ဟာသူတို့ရဲ့စီမံချက်အရဆိုရင်ယနေ့ဖြစ်ပါတယ်။ စီမံချက်ကိုတကယ်တမ်းမြေပြင်မှာအကောင့်ထဲပေါ်တဲ့အခါဘယ်လိုမက်ဆီကိုက်ကြမယ်ဆိုတာကိုစောင့်ကြည့်ကြပါရစေ။မေဒီလာမျိုးနယ်ထဲမှာတော့ခြေရွာတွေကိုမြေပြင်စစ်ကြောင်းတွေဖြန့်ခွဲဝင်ရောက်လာပြီးစစ်ဆေးမှုတွေပြုလုပ်လာနေပြီဖြစ်ပါရစေ။နထိုးကြီးနဲ့တောင်သာနယ်မြေတွေမှာစီးရင်ပေါ်ဆောင်မှုတွေကျယ်ပြန့်လာနေတော့မေဒီလာလွင်ပြင်ကိုကာကွယ်ရေးအင်အားစုတွေစိတ်ဝင်ခြေကုပ်ယူလာမှာကိုစိုးရိမ်လာနေတာကိုတွေ့မြင်ရပါရစေ။မကွေးတိုင်းအခုတ်ကူမျိုးအတွင်းကတံပြားကမော်တော်ယာဉ်နှစ်စီး 6ကန်နဲ့ကိုပင်ရွာသားကအထက်ကျုပ်ဆက်ယုံထဲမှာယာယီခြေပြုခဲ့တာရှိပါတယ်။ဂျမန်နေ့တနေ့လုံးဗရန်တန်နယ်အတွင်းမှာတော့အစီအေးချင်းတွေညင်းတက်နေတာကိုတွေ့ရပါတယ်။ဆိုပါညင်းတက်ချက်ဟာတစ်ဖက်ဖက်ကတိုက်စစ်အကြီးကြီးဖော်ဆောင်လာနိုင်ခြင်းရှိတယ်လို့သုံးသပ်ရပါတယ်။ဂျမန်နေ့ညနေကမကွေးမြို့ထဲကိုအမှတ်127ထောက်ပံ့နေပို့ဆောင်ရေးတပ်ရင်းလက်အောက်ခံထောက်ပို့တပ်စခန်းကိုစစ်ရင်တန်း၅စီးဝင်ရောက်လာတာရှိပါတယ်။ထူးခြားတာကရင်မောင်းတွေရဲ့လက်မောင်းစိတ်တွေဟာ ညတစ်ချောင်းမှသာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ခုနောက်ပိုင်းတက်လာတဲ့စစ်ရင်နှန်းတွေကိုကြည့်လိုက်ရင်မော်တော်ယာဉ်ခေါင်းကမ်းမှာရှင်မောင်းစစ်တီတူးသာပါလာတော့တာကိုတွေ့ရပါတယ်။နောက်များမှမော်တော်ယာဉ်ခေါင်းကမ်းမှာစစ်ဗိုလ်ကြီးများဘာကြောင့်မထိုင်ရမထိုင်ရတော့သလဲဆိုတာရဲ့ကျွန်တော်တွေ့ကြုံခဲ့ရသောခေါင်းကမ်းထဲမှာကြုံရလေသမျှဖြစ်စဉ်များကိုအကျေတဝင့်တင်ပြပေးသွားပါဦးမယ်။ကချင်ပြည်နယ်ဖားကန်ဒေသကတော့နေထိုင်ရုံနဲ့ကြီးဖြစ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ မော်ဝမ်းကြီးရွာကနေအင်မန်းရရွာကိုဆွေးပြေးရှောင်ကြရတယ်။အခုအင်မန်းရရွာကနေထပ်ပြီးရှောင်ကြရပြန်ပြီဖြစ်ပါတယ်။သို့တော့ရှင်လင်တက်မှာတော့ရလေးသားကယခုလိုဝင်လာလာခြင်းမှာစွဦးဘလူးပုံစံမျိုးလုံးလေးလုံးထားရှိတာဖြစ်ပါတယ်။အလွန်ဆုံး၃လလောက်ပဲကြာပါလိမ့်မယ်။အာရခမြေကြောက်မြူတိုက်ပွဲကအချိန်ရနေတယ်ဆိုတာမှန်ကန်ပါတယ်။ရှင်နယ်ဝုံးကိုတမျိုးနယ်လုံးဒီပါချက်တွေပေါ်ဆောင်နေတာကိုလည်းတွေ့ရတယ်လို့လက်နက်ချအညာခံသူတွေလည်းဝင်လာမဆဲတဲတဲဖြစ်နေပါတယ်။ကြောက်မြူက နေပြည်တော်တာယွန်းတွေကိုသိမ်းပိုင်နိုင်ပြီဆိုရင်တော့ဒညဝရီရေတပ်စခန်းဌာနချုပ်ကြီးကြာရှိနေဦးမယ်ဆိုပါရင်ကြောက်ဖြူကိုအပြစ်ဒဏ်ရပြီလို့မဆိုနိုင်သေးဘူးဖြစ်ပါတယ်။နေပြည်တော်တာယွန်းတွေကြာရှိနေသေးတဲ့မြို့တွေဟာနောင်ချိုတပိတ်ချင်းဒီမော့ဆိုးမိုးပြဆတဲ့မြို့နယ်တွေဖြစ်ပြီးစစ်မီးကိုပုံမိုကြီးထွားစေတာကိုတွေ့မြင်ရပါတယ်။မြို့တွေကိုတိုက်ခိုက်ပြီးရပ်တန့်လိုက်ရသလိုဖြစ်နေတဲ့ဖြစ်လာနိုင်တဲ့မြို့တွေဟာလိုက်ကော်မြောက်ရီနဲ့ဗမော်တို့ဖြစ်ပါတယ်။ပြည်ဦးတွေကိုထည့်မယ်ဆိုရင်တောင်ရပါသေးတယ်။ဆိုရရင်စစ်ကောင်စီဟာ ဒီကောင်လေးတော့ပြောတောင်ပြောလျှောက်ပြောနေတဲ့ငပိုးတွေပါကွာဆိုတဲ့အနေထားရအောင်နှစ်ချောင်းပေးလာနေတာကိုအထူးသတိထားကြရတော့မှာဖြစ်ပါတယ်။ဘမောဆိုရင်လည်းအမန်၂၁စစ်စင်ကိုကဲမှုဌာနချုပ်ဟာအချင်းထောင်ကိုကြော်လွန်ပြီးဆုတ်ခွာဆိုတဲ့တဘာဝလုံဖြစ်ရဆန်းတဲ့အနေထားမျိုးကနေရဟယင်ကိုတက်ခိုက်လိုက်တဲ့ဖြစ်စဉ်ကိုတွေ့မြင်ရမှသာအချင်းနေမန်ကိုတိလိုက်ကြရတာဖြစ်ပါတယ်။ယခုလဲကြောက်မြူဇာလန်းကဆလာပြန်ပြီဖြစ်ပါတယ်။အထက်ကဖော်ပြခဲ့တဲ့မျိုးတွေလိုဖြစ်မလာဖို့ကတော့သိကြပါရစေ။ ဘာလို့လဲဆိုတော့ရခိုင်လူလူဟာသူ့အစီအစဉ်နဲ့သူတွားနေသေးလို့ပဲဖြစ်ပါတယ်။မန်အောင်ကိုဘာလို့မတိုက်သေးသလဲ။မန်အောင်ဟာခုတိုက်ရင်ခုရတယ်ဆိုတဲ့အခြေအနေဖြစ်ပြီးလေချောင်းတိုက်ခိုက်မှုလုံမှာကိုမလိုလားလို့ဖြစ်ပါတယ်။ဒါကြောင့်ကြောက်ဖြူဟာကိုချီတို့အတွက်အကန့်အသတ်နဲ့တိုက်စစ်ဆင်နေရတာဖြစ်ပြီးအာရခတက်တော်ရဲ့လက်ထဲကိုအမြဲတမ်းမုန်းချမသွေရောက်လာမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်